င်္ဂလာပါပရိသတ်ကြီးဘုန်းကြီးဒီညနေမှာတော့ချစ်တော်ချစ်မပိုင်ခြင်းနဲ့ဆိုတဲ့အကောင်းဆုံးလေးနဲ့ပြောကြပါလေဘုန်းကြီးတို့လောကမှာဖြစ်နေတဲ့အဲလူတွေကဘာတောက်မတိပဲဖြစ်နေတဲ့ပြဿနာတွေကတခုခုရှိနေမှာစိတ်ချမ်းသာတယ်တရားရောက်ကိုပိုင်ဆိုင်ထားရမှာစိတ်ချမ်းသာတယ်တစုံတရားကိုပိုင်ဆိုင်ထားရမှာစိတ်ချမ်းသာတယ်ဆိုတဲ့သဘောတရားတွေနဲ့ပဲပြောဆိုဆက်ဆံနေကြတာတွေ့ရတယ်ဟုတ်လားစဉ်းစားကြည့်အောင်တကယ်ပြောသလားဗျ ကိုတယောက်တည်းတောင်မှအင်မတန်မှလေးလံသောဝန်တို့ဝန်ဘိုးကြီးကိုတယောက်ရဲ့စာရေးကိုတယောက်ရဲ့ဝေရေးကိုတယောက်ရဲ့နေရေးတော်တော်တော်ဒုက္ခများတယ်နောက်တဲ့တစုံတယောက်ကိုပိုင်လိုက်ရပြီတစုံတယောက်ကိုကိုကဆောင်းလျှောက်ထားရပြီဆိုပူလောင်လိုက်တာသူစာဟုတ်သူဝေဖို့သူနေဖို့သူရဲ့အနာဂတ်အအများကြီးကိုကောင်းနေထဲထားတော်တော်ဆိုးသွားပြီအဲ့တော်တော်ဆိုးသွားတာကိုတချို့ကပြောကောင်းပြောလိမ့်မယ်ပြောတယ်အာနေကျင်တဲ့သူနဲ့အတူနေလို့ရတယ် ငါလိုချင်တာတွေရှိတယ်ငါပြောတယ်လို့ပြောကောင်းပြောမယ်ဒါပေမဲ့တကယ်ပြောသလားဆိုတာကတော့အချိန်ကစကားပြောသွားလိမ့်မယ်ကိုယ့်ရဲ့စိတ်ဒီအမြဲတမ်းလွတ်လပ်သောစိတ်လွတ်လပ်သောခံစားချက်ဘာအနောင်အဖွဲ့ဘာအတွေ့အဒါမှမရှိစွာ မရှိဘဲနဲ့လွတ်လပ်နေတဲ့စိတ်ကလေးနဲ့နေရတာလို့ပြောစရာကောင်းတာမရှိဘူးအဲ့လောက်ကြီးချမ်းတာဘာနဲ့မှနိုင်ရှင်လို့မရဘူးအကူကလူတယောက်ကိုပိုင်ချင်တယ်ပိုင်ပြီးဟုတ်ပြီ ပိုင်တဲ့အခါကျတော့သူကပြည့်တဲ့ဒုက္ခတွေကိုမှအများကြီးရောက်လာတတ်တယ်။ဥပမာကိုခရီးသွားမယ်ဆိုလဲကိုယ့်စိတ်ကတိမ်မှကြံခဲ့တယ်။ကိုမှခွေးလေးပိုင်ထားတယ်၊ကိုမှကြောင်လေးပိုင်ထားတယ်ဆိုလဲခရီးသွားကြတဲ့စိတ်ကအိမ်မှအဲ့တော့တရားရှုထောင့်ကနေပြောမယ်ဆိုအဲ့လိုအနောင်ဘွဲတွေအများလုံးအားကြီးနေတယ်။ဘယ်တော့မှမလွတ်လပ်နိုင်ဘူး။ လွတ်လပ်နိုင်ဘူးဆိုတော့တရားသဘောအရာပြောမယ်ဆိုရင်မလွတ်လပ်သောစိတ်တဏ္ဍနေတဲ့သူဟာဒီမလွတ်လပ်သောစိတ်ခံစားချက်နဲ့နေတော်သူသည်လွတ်လပ်သောတရားကိုရမှာမဟုတ်ဘူးသူသည်ဘယ်ကိုသွားသွားဘာကိုလှုပ်လှုပ်အဲ့ဒီသူပိုင်တဲ့တစုံတရားသူပိုင်တဲ့တစုံတယောက်အကြောင်းပဲစဉ်းစားနေတယ်ဒါနဲ့ပတ်သက်ပြီးတော့စိတ်သည်နှောင့်ဖွဲ့နေတဲ့အတွက်ကြောင့်တင်ရင်ပြိတာဖြစ်မှာတယ်တင်ရင်ပြိတာဖြစ်မယ်တင်ရင်အပေအပေချဖို့ပဲအလားအလာရှိတယ် လွတ်လွတ်မြောက်သောစိတ်လွတ်လပ်သောစိတ်ဆိုတာမှမရှိဘူး။သူအမြဲတမ်းလိုက်ပြီးတော့တစုံတစ်ယောက်ကိုပိုင်ချင်နေတယ်တစုံတစ်ယောက်ကိုပိုင်ချင်နေတယ်။ပိုင်ပြီးရင်လည်းထပ်ပြီးတော့အမျိုးစုံပိုင်ချင်ဖို့အတွက်သူကြိုးစားမယ်ချုပ်ချယ်မယ်တင်းသွင်းမယ်အများကြီးပဲ။အဲ့တော့ကြည့်လိုက်တော့စိတ်ချမ်းသာစရာကောင်းတာဘာမှမရှိဘူး။လူတွေအပေါ်မှာလူချင်းမှုတွေများတယ်။စန္ဒာတွေရာဂတွေနဲ့အမြဲတမ်းသူပူလောင်နေတဲ့သူကိုကိုကိုပူလောင်နေမှန်းသူမသိဘူး။ဒါကို သူကတော့ ဟုတ်ကြီးမှန်ဒီလိုမျိုးတယောက်ယောက်ကိုပိုင်ထားရတာပေါ့ဒီလိုမျိုးအဲ့တော့ तू ဘယ်လောက်ထိပြောနိုင်မလဲစဉ်းစားကြည့်ပေါ့ပိုင်ဆိုင်ထားတဲ့အရာတွေကာမကုံတရားတွေဆိုတာကနည်းနည်းပိုင်ရင်နည်းနည်းပူတယ်များများပိုင်ရင်များများပူတယ်လို့မြတ်စွာဘုရားဟောတာပြီးသားကာမကုံတွေမှာအဲ့ဒီအဆိုကျိုးတွေရှိတယ်အဲ့တော့မယုံနိုင်ကြတဲ့အခါကျတော့ပူနေတာပူနေမှလည်းကိုယ်ကိုယ်ကိုမသိဘူးသိလည်းခဏလောက်ကလေးပဲအတိအမှန်ဝင်ဘူးတို့တော့ မလွတ်လပ်သောစိတ်မလွတ်လပ်သောသဘောထားတွေနဲ့တွားလာနေရတာထောင်ချနေတာနဲ့တူတယ်။အဲဘုန်းကြီးတို့ဆိုလို့ရှိရင်ကိုကိုတိုင်လည်းသူများကိုမချီဘူးမနှောင်ဘူးချစ်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့ပဲချစ်တယ်မေတ္တာစင်နဲ့ပဲချစ်တယ်အနောက်အဖွဲမပါတော့မေတ္တာစင်နဲ့ကိုသူ့မပိုင်ရလို့ဆိုပြီးတော့လေဘာမှစိုးရင်ကြောင်ကြဖြစ်စရာအကြောင်းမရှိဘူးအနောက်အဖွဲနဲ့ကိုကိုလာပြီးတော့ချီရင်လည်းအချီမခံနိုင်ဘူးမလွတ်လပ်လို့ ဲ့တော့လွတ်လပ်သောစိတ်နဲ့သွားနေတဲ့အချိန်ဟာတရားကိုလည်းရှုလို့ရတယ်လို့လူတိုင်းကိုလည်းတန်းတူချစ်လို့ရတယ်။အရာအားလုံးကိုလည်းတန်းတူမေတ္တာပေးထားလို့ရတယ်။သောံတယောက်ရဲ့ချီနောင်မှုကိုခံလိုက်ရင်ကိုယ်စိတ်လည်းမလွတ်လပ်သလိုကိုယ့်ရဲ့ပြောတဲ့စကားတွေလည်းမလွတ်လပ်တော့ဘူးကိုယ့်ရဲ့အမြင်တွေပါမလွတ်လပ်တော့ဘူးကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေလည်းမလွတ်လပ်တော့ဘူးမလွတ်လပ်တော့ဘဝထဲမှာထောင်ကျနေတယ်လို့နေခြင်းအပြင်ဒီလူအတွက်ကစိုးကျိုးတွေပဲရှိတယ် ြစ်စုံပန်ဆိုချိုတမလွန်ဆိုချိုဒါတွေပဲရစရာအကြောင်းရှိတယ်လွတ်လပ်တော်စိတ်နဲ့နေနိုင်အောင်ကြိုးစားဖို့လိုအပ်ပါတယ်ချစ်တော်ချစ်ပါမပိုင်ချင်ပါနဲ့မေတ္တာစင်နဲ့ချစ်ပါမေတ္တာစင်နဲ့အကျိုးလိုလာတော်စိတ်ဖြင့်ချစ်ပါမပိုင်ချင်ပါနဲ့မချီနှောင်ချင်ပါနဲ့မချုပ်ချယ်ချင်ပါနဲ့ပိုင်ချင်လို့ချီနှောင်လိုက်ပြီးတော့တကယ်လည်းမပိုင်ပြန်ပြီးတော့ကိုယ်ကိုပေးတဲ့ဒုက္ခတွေကိုသာခံစားသွားရတာပိုင်ချင်လို့မလို့လွှမ်းမိုးလိုက်တာတကယ်နဲ့ လွမ်းမိုးလို့ရသလားဆိုတော့လွမ်းမိုးလို့မရအောင် သူ့သဘောနဲ့သူဆောင်းသွားတာအဲ့တော့ကြံခဲ့တော့နည်းနည်းချင်အောင်ရနည်းနည်းပူလောင်တယ်များများချင်အောင်ရများများပူလောင်နေတာပဲရက်လက်သွားပြီးတော့တွေ့တယ်နောက်ဆုံးတော့အပယ်ကျလာတာပဲအဲ့တော့ဆိုတော့လွတ်လပ်သွားစိတ်နဲ့နေထိုင်နိုင်ပါစေအရာအလုံးကိုမေတ္တာစင်နဲ့ချင်နိုင်ပါစေမေတ္တာစင်နဲ့ချစ်ပြီးတော့ပူလောင်မှုမပါဘဲနဲ့အမြဲပျော်ရွှင်သောအမြဲအေးချမ်းသောဘဝကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံး ジャマチャナジャバセイ。